1948ခုနှစ်လွတ်လပ်ရေးရပြီးချိန်ကနေယနေ့2025ခုနှစ်အထိနှစ်ပေါင်း89နှစ်အတွင်းမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ရတဲ့လူပုဂ္ဂိုလ်73ယောက်အထိရှိခဲ့တာပဲဖြစ်ပါတယ်။အဆိုပါအုပ်ချုပ်ခဲ့ရသူများထဲမှာဖာသာပါလာခေမဆာလာခေနဝတာနာဘာခေဒီမိုကရေစီခေများမှအုပ်ချုပ်ခဲ့ကြတဲ့သမရများနဲ့အာဏာသိမ်းခေါင်းဆောင်များကိုပြည့်ပြည့်စုံစုံဖော်ပြပြီးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1ဦးဆက်ရွှေတိုက် ်မာနိုင်ငံရဲ့ပထမအဦးဆုံးသမ္မတတာဝန်ကိုတာဝန်ထမ်းဆောင်ခဲ့သူကတော့ဆက်ရွှေတိုက်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးစတင်တင်ညာခဲ့တဲ့၄ရက်လ1948ကနေ12ရက်3လ1952ခုနှစ်အထိ၄နှစ်နဲ့82ရက်တာသမ္မတတာဝန်ကိုထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရေးပါတီသို့မဟုတ်အဖွဲ့အစည်းကတော့ဖာသာပလာကဖြစ်ပြီး1864ခုနှစ်မှာမွေးဖွားခဲ့ပြီး1962ခုနှစ်အသက်68နှစ်မှာဝယ်လွန်ခဲ့ပါတယ်။ နံပါတ်2ဥပဥမြန်မာနိုင်ငံရဲ့ဒုတိယမြောက်တမရကတော့ဥပဥပဲဖြစ်ပါတယ်။ဖာသာပါလာအဖွဲ့အစည်းကနေရွေးချယ်တင်မြှောက်ခြင်းကိုခံခဲ့ရပြီးတော့တမရတာဝန်များကို73ရက်3လ1952ခုနှစ်ကနေ12ရက်3လ1958ခုနှစ်အထိ၄နှစ်နဲ့362ရက်တာတမရတာဝန်များကိုထမ်းဆောင်ခဲ့ပါတယ်။ဥပဥကိုတော့1889ခုနှစ်မှာမွေးဖွားခဲ့ပြီး1963ခုနှစ်မှာကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်မှာတော့ အသက်86နှစ်ရှိတာပဲဖြစ်ပါတယ်။နံပါတ်3မန်ဝဲမောင်ခေါ်ဦးဝဲမောင်